ဟယ်လိုအားလုံးပဲမင်္ဂလာပါဘူဝမန်ချန်ကနေကြိုဆိုပါတယ်ဆိုတော့လီဗာပူးတင်းကတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီယာဒီမှာဟိုဖလားဆော်တော်စီတီရသွားပြီပေါ့လေဟိုစပါးကိုအိမ်ဝင်းမှာ၅ဂိုးပြတ်နဲ့ကျွန်တော်တို့ဒါအနိုင်ယူပြီးတော့ကိုပဲဖလားကကျွန်တော်ရသွားတာစပါးဘက်ကတော့ဂိုးတွေပါတွေတော့အရင်သွင်းခဲ့တာပဲနော်ဂိုးတွေပါတွေအရင်သွင်းခဲ့ပြီမဲ့လို့အိမ်ဝင်းမှာနိုင်ရင်အိမ်ဝင်းမှာဖလားမြောက်နေမဲ့ခွင့်ကိုလီဗာပူးကဂိုးတွေပြန်သွင်းခဲ့တာဆိုတော့ဆိုလန်ကီကတောင်းကန်ဘောကနေပြီးတော့စပါးအတွက်ကျွန်တော်တို့ဒါ၁၂မိနစ်မှာခေါင်းတိုက်ပြီးတော့ဂိုးသွင်းတယ် ဒါပဲလို့နောက်ထပ်၄မိနစ်ကြာတဲ့အခါမှာပဲ Louis Diaz ကဂိုးသွင်းတဲ့ Alistair ကလည်း Eya ထိတ်ကနေပြီးတော့ကန်သွင်းတာတော်တော်ကိုကောင်းတဲ့ဘယ်ချီနဲ့เนาะကန်သွင်းသွားတယ်ပြီးလို့ရှိရင် Gabo Mohamed Salah ရေးထဲမှာ Udogi ကအုံကိုကသွင်းပြလိုက်သေးတယ်เนาะဒါတော့မှကြားထဲမှာတကူမရလို့เนาะလူတွေပါတယ်ကျွန်းနေလို့ဆိုစပါဘာကတော့ဗောနော်ဒီပွဲမှာပွဲမစားခင်ကတည်းကမျောလင်းကြကအလောက်မရှိဘူးအလောက်မရှိဘူးဆိုတာကနှစ်မျိုးရှိတယ်ဗျာနံပါတ်1 Liverpool တင်းရဲ့ဘက်ကသူတို့အိမ်ဝင်းမှာတရေတမက်ရရင်ကိုပဲ champion ဖြစ်နိုင်မယ့်အခြေအနေမျိုးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဒါမရရအောင်ကစားမရအမှန်ကန်ကစားကြမှာပဲဆိုတော့ကျွန်တော်ကောင်းကောင်းသဘောပေါက်ထားတယ်နောက်တစ်ခုကကျတော့စပားရဲ့ယူရိုပါလိကန်တာပေါ့စပားကဒီပွဲပြီးလို့ရှိရင်၃ရက်လောက်တော့နားရမယ်ဆိုပြီးမြဲလို့ယူရိုပါလိပေပါလိမှာသူတို့ကဒီ final ကိုတက်ဖို့ကြိုးပမ်းမှာ semi final ကလည်းတော်တော်ကိုခြောင်တဲ့အသင်းနဲ့ဆိုတော့စပားအနေနဲ့အနာပိတဲ့ကစားမရကျွန်တော်ရှိတယ်အဲ့လိုမျိုးတွေကြောင့်စပားအနေနဲ့ပေါ့နော်လီဗာပူးအသင်းကိုအနိုင်ရဖို့ဆိုတာအနည်းဆုံးတရည်ရဖို့ဆိုလို့ရှိရင်တောင်မှလုံးဝဖြစ်နိုင်ကြကျွန်တော်နည်းတယ်လို့ယူဆထားကြတာတကယ်လည်းပဲအဲ့လိုပဲ ဒီပြင်လေဘောက်ကွင်းလေးဖြစ်တာလည်းပါတယ်ပေါ့နော်စပါးဘက်ကတပွဲလုံးနေနဲ့မှာ5ဘောက်ကဏ္ဍ7ချိန်ပဲရှိတယ်5ဘောက်တက်တာ3ချိန်ပဲကျွန်တော်ရှိတယ်တကူရတယ်ပေါ့ဆိုလန်ကီရဲ့ကောင်းကောင်းမှုကနေနော်ဆိုတော့ဟိုစပါးဘက်ကဗျာဒီနောက်တန်းမှာဆိုလို့ချင်းရင်ဘန်ဒေးဗီးစ်တို့လိုကစားမတွေကိုဆန်နှက်ဘက်ထားလာတယ်ဒန်ဆူတို့လိုကစားမတွေနဲ့တွဲပြီးတော့အဆွန်နှက်ဘက်မှာဥရူဂီကိုပွဲချိန်ပြေတော့စပန်စ်ကို right back မှာထားလာတာကွင်းလေမှာဆိုလို့ချင်းလည်းပဲလူကတ်စ်ဖာဂျွေးတို့အာခီဂရီတို့ဂျိမ်းစ်မက်ဒီဆန်တို့လိုကစားမတွေ လုံးဝသူတို့အားကိုးရပါတယ်ဆိုတဲ့ကစားမတွေမပါဘူးနော်ဒီကစားမတွေမကောင်းတာမဟုတ်ပေမဲ့လည်းလို့ first line နဲ့မှာလုံးဝဦးစားပြီးကစားမတွေမဟုတ်ဘူးဂျွန်ဆင်တို့ဆိုလန်ကီတို့မက်ဒီစတေတို့ ਨੇ တိုက်စင်မှာဆိုတော့အရင်မှာရီချာလီဇန်သူတို့ပြင်ကူလူဆက်စကီတို့ကစားမတွေရှိတယ်၊မွေရာနှောက်တာကောင်းတဲ့ကျွန်တော်တို့ဒါပါလဲအော်ဒူဘတ်တို့ကစားမတွေရှိတယ်၊ကွန်လေကပါပီဆာတို့ကစားမတွေတွေထည့်လာတယ်။ဒါပေမဲ့လို့သူတို့ခြံထားကြတဲ့ကစားမတွေထဲမှာမီကီဘန်ဒီဘန်ပြီးလို့ရှိရင်ပက်ထရူပိုတို့ခရစ်စတီယန်ရိုမေရိုပေါ့နော်ဘဇူးမားပေါ့ဒီလိုမျိုးကစားသမားကောင်းတွေသူတို့ခြံခဲ့တယ်ဗျာ။ နော်ပြီးလို့ရှိရင်ခရစ်စတီယန်ရိုမဲရိုနဲ့ကျွန်တော်ဒီဘန်ဘန်ဒီဘန်ဆိုလို့ရင်တို့ရဲ့ဒါဦးစားပေးဆန်နဘက်တွေနော်ဒီနေရာမှာတို့အများကြီးခြံခဲ့တာယူရိုပါလိတွေဒါလုံတင်လုံထိုက်တဲ့အရာလို့ပြောရမှာပေါ့လေလက်ရှိလေဘာဦးတင်ဖလားရတယ်ဆိုတော့တို့တို့ရဲ့ရင်နာပြမျိုးကမဟုတ်တာနော်ကျွန်တော်တို့တကယ်တမ်းကတို့အနေနဲ့ဟိုယူရိုပါလိမှာဒါနောက်တစ်ဆင့်အချိန်ကြီးကောင်းဖို့ final တက်ဖို့ကတို့တို့လမ်းကြောင်းကောင်းအဲ့လိုမျိုးဆိုတော့ကျွန်တော်လက်ရှိစပားအနေနဲ့ပေါ့နော်ဒီလူစင်းကဘလူးမန့်ကိုလီဘာပူးတင်းကိုရှင်လို့မရခဲ့ဘူး in position ကို out of position ကို ူတပင်အလစ်စတာနဲ့ဂရီယန်ဘတ်တို့ရဲ့ကွင်းလေကိုကျွန်တော်တို့ဒီအာခိဂရီတို့ဗာဂျဘယ်တို့မက်ဒီဆင်တို့ဘလို့မှမရှင်းနိုင်ဘူးအရင်တည်းမှာဆူဘူဇလိုင်းရဝရိတ်ကလည်းဗျာဒီပွဲမှာတအားကိုကျွန်တော်တို့တိတာခဲ့တယ်ဗောနော်ဆာလာတို့ဒါကန်သွားတဲ့အလုံးနေဆိုလို့ချင်းနီယာပို့စ်တီကန်သွားတာတော်မိုက်တယ်ကန်သွားတာလူဝီဒီယက်စ်တို့အလစ်စတာရဲ့ကန်ချက်ကတော့အလစ်စတာရဲ့အခါလေးဂိုးသွင်းလာလို့ရှင်သူအဲ့လိုလုံးနေများတယ်သူရင်းရောက်စားရာဒီတော့ကလည်းဒီအစားပိုင်းမှာဆိုလို့ချင်းလည်းပဲအဲ့လိုပဲကန်ချက်တွေဟာဆိုလို့ချင်းတော်တော်ကြီးကိုအချိန်ကြီးကောင်းနေတယ်မှာပါတာဗောနော်အဲကြောင့်ကျွန်တော်တို့ဒီလီဗာပူးတင်းတွက်တော့ ီအာနင်းစလော့ရဲ့ပထမဆုံးရာသီမှာတင်ပရီးမီးယားလိဖလာရတယ်ဆိုတာမျိုးကတော်တော်ကိုကြီးမားတဲ့ achievement လို့ပြောရမှာပါလေ United ပရိသတ်တယောက်အနေနဲ့လေဘာလို့သင်ဖလာရတာဒီမြင်နေရတာကတိတ်တော့အထာမကြောက်ဘူးဗျာသိတယ်မလားဘာလို့ဆူလဲဆိုသူကိုယ့်ရဲ့မဟာပြိုင်ဘက်ဆိုတဲ့အသင်းမျိုးကဒီဖလာတွေရနေတဲ့အချိန်မှာကိုယ်အသင်းကငါကြီးတယ်မှာပဲเนาะတန်းတောင်မှတန်းတန်းတန်းစင်းစုံတာဝဲလေဝဲလေဖြစ်နေတာဟောဟိုတန်းတောင်မှသူများတွေကဥအောင်စင်းသွားလို့เนาะသူများတွေကဥအောင်စင်းသွားလို့ကိုရီးယားတက်တာရခဲ့တာအလှဲ့မကြလိုက်ဘူးကွာဖြစ်သွားတာ ်တော့ကိုတိုင်ပတ်ပါတယ်เนาะဆိုတော့ဟိုဒါအပြင်ဘယ်လိုပြောမလဲဒီလေပါဦးဆိုလို့ရှိရင်ယာကင်ကလော့ရဲ့လက်အောက်မှာ68မှတ်တို့သိတယ်မလားရမှတ်90ကျော်နေတဲ့ဒုတိယရခဲ့တဲ့ယာတီကျွန်တော်ရှိတယ်ဆိုတော့ဟိုအာနီစလိုအနေနဲ့အနည်းဆုံးရမှတ်ရလည်း80 80အမှတ်80နဲ့နေပြသည်လားအမှန်တော့အမှတ်80 81 82နဲ့နေဖလားရတယ်ဆိုတော့ကလော့ဤဘက်ကနေတွေးကြည့်ရင်တော့ဗောနော်တော်တော်ကန်ခေတယ်လို့ပြောရမှာပေါ့လေ နော်အခုဆိုလို့ချင်းတော့လီဗာပူးအင်းကိုအမှန်တကယ်ရှင်းနိုင်တဲ့အင်းဆိုတာပြီးများလိမ့်မှာရှိမှာမရှိတာအာဆင်နယ်လည်းပဲ PR ပေးတဲ့ဒါပြောတာမင်းဟိုအများကြီးအမှတ်တရကွာတယ်ဗျာပွဲစဉ်34ပဲရှိသေးတယ်ဟိုကဖလားရသွားပြီဒါမျိုးတွေပေါ့မန်ချက်စတာစီးတီးတို့ဘာလို့နေတော့ကလီဗာပူးဆိုလို့ချင်းနောက်ဆုံးပွဲစဉ်8ထိပါတိုက်ခဲ့ရတဲ့ပွဲစဉ်တွေလည်းရှိတာကိုနော်ဟိုပွဲစဉ်38ထိမှာမှအမှတ်တမှတ်လောက်နေတဲ့တိုင်ပတ်သွားတဲ့ပွဲစဉ်တွေလည်းကျွန်တော်ရှိခဲ့တာ။ဆိုတော့ဒီယာဒီမာကလီဗာပူးသင်းနဲ့ကျန်တဲ့သင်းကြီးဈားထဲမှာအမှတ်ကတအားပြက်လွန်ပြီးတော့အချီနီကတအားကွာလွန်နေ ညူကာဆယ်တို့လည်းရှိအဆင့်သုံးမှာရှိနေတယ်ဆိုတာလေတောက်လျှောက်နောက်ပိုင်းမှာသူတို့တက်လာတာနော် Nottingham Forest တို့ပြတရားဒီလုံးနီးပါအချိန်အများစုအဆင့်သုံးမှာအချိန်ကုန်သွားတယ်ဆိုတဲ့ကကျန်တဲ့အသင်းနေနေပေါ့နော်တော်တော်တိုင်ပက်တယ်ဆိုတော့ကျွန်တော်မြင်နိုင်တယ်သူတို့ပြင်လုံးဝဒီ Manchester City တို့ဘာလို့ဆိုလို့ရှိရင်အဓိကကစားမတွေ injury ပြဿနာရပြီးတော့အကုန်လုံးကိုစုပ်ပြတ်သွားတာညူယာဒီမှာတန်းနေရတော့သုံးပြီးမှအကုန်ပြန်လာတဲ့အချိန်မှာ Manchester Liverpool နဲ့အမှတ်ကတအားကွာသွားပြီအဲကြောင့်အချိန်ကြီးရ Liverpool ကိုဒီယာဒီမှာနီးကအောင်ရှင်နိုင်ခဲ့တဲ့အသင်းဆိုတာမျိုးက အောင်အောင်မရှိခဲ့ဘူးကွနော်သူတို့နဲ့ထိတ်တိုက်တွေးလို့သူတို့စီကအမှတ်ယူနိုင်တယ်ဆိုလို့ရှင်တောင်းပါဗျာတကယ်တကယ်တရားစီလုံးအနေထားနဲ့ကျွန်တော်ရှင်းလိုက်မယ်ဆိုလို့ရှင်ဘလို့မှအချင်းညီမကောင်းဘူးလေပါဦးတင်ဟာတရားစီလုံးလက်ရှိ34ပွဲကစားပြီးတဲ့အချိန်မှာ25ပွဲထိနိုင်တယ်25ပွဲဒီနိုင်တဲ့ဒုတိယနေရာကသူတို့ကိုပြအားပေးနေတဲ့အာဆင်နယ်16ပွဲပဲကျွန်တော်နိုင်တယ်။လေဘာဦးသင်းတရေ9ပွဲကြာတယ်။အာဆင်နယ်တရေ73ပွဲထိကျွန်တော်ကြာတယ်။ လီဗာပူးသင်း2ပွဲရှုံးနေအာဆင်နယ်3ပွဲရှုံးနေလီဗာပူးတိုက်စစ်က980ရရတယ်ခန်စီက32ဂိုးပဲပြန်ပေးရတယ်ခန်စီကတော့အာဆင်နယ်လောက်တော့လက်ရှိမှာပေးကူမနေဘူးဒါပေမဲ့တိုက်စစ်တို့ပေါ့နော်ဒါအနိုင်ရမှုအခြေအနေတို့တည်ပွဲတို့ကျွန်တော်ကြည့်ရင်လီဗာပူးသင်းကအများကြီးတားတယ်ဒါကြောင့်ဟိုစောစောစီးစီးဆိုလိုတရားဒီလီဗာပူးသင်းဖလားရသွားပြီးတော့ကျန်တဲ့ပြိုင်ဘက်ဒီနီးကပ်နိုင်ခဲ့တာမျိုးမရှိဘူးပေါ့နော်ဒါကြောင့်ပြိုင်ဘက်ဒီရဲ့သူတို့ကပဲတအားကောင်းလုပ်နေတယ်လို့ပဲကျွန်တော်ပြောရမလားပြိုင်ဘက်အသင်းတွေကသူတို့ကိုဖိအားပေးနိုင်ဆိုမရှိဘူးလို့ပဲကျွန်တော်ပြောရမလား ဒီမဲ့တကောင်းနေပြည့်တဲ့မြင်းလို့ဖြစ်သွားတာဗျာဒီတယ်တခြားဟိုလက်ရှိစပိန်လာလီဂါတို့ဆိုလို့ချင်းကျွန်တော်တို့ကြည့်အခုချိန်ကြီးအဖြစ်မပေါ်သေးဘူး။ဒါမျိုးတွေပေါ့နော်ပြီးလို့ရှိရင်အီတလီစီးရီးဆိုလို့ချင်းလည်းပဲကျွန်တော်တို့ဒါမျိုးပဲဒီဘယ်လိုပြောအဖြစ်အခုချိန်ကြီးအဖြစ်မပေါ်သေးဘူး။တကယ်တမ်းကအီတလီစီးရီးတို့ဘွန်ဒက်စ်လီဂါတို့နော်အခုတော့ဘိုင်ယန်မြူးနစ်တော့ဖလားမရသေးဘူးလေဘာလို့ဖလားရပြီ။ဘိုင်ယန်မြူးနစ်ဆိုလို့ချင်းနောက်တစ်ပတ်ပွဲမိန်းစ်နဲ့လာမသိဘူးကန်မိန်းနဲ့ဟိုတနည်းကန်နောက်တစ်ပွဲကန်ရအောင်မှာ။ Yeah ဘိုင်ယန်မြူးနစ်ဆိုအိုက်ပွဲပြီးမှသူတို့ဖလားရမှာ။ဆိုတော့ပုံမှန်အားဖြင့်ပေါ့နော် အီတလီစီးရီးရို Bundesliga တို့လို့နော် La Liga ပြီးလို့ရှိရင်ကျွန်တော်ပါလဲအေးဒီအဲ့အသင်းတွေဖလားရပြီးမှ Premier League ကကျွန်တော်ဖလားရလေးရှိတာအခုဆိုလို့ရှိရင်ဗျာဟိုဘယ်လိုဖလားရင်ရတာဘယ်သူတွေရှိမလဲပြင်သစ်လီဂူပဲရှိတာနော်ဟိုပြင်သစ်လီဂူပဲစစောစီးရပြင်သစ်လီဂူကတော့ပြောမနေပါနဲ့မကန်ငင်ကလေးကကျွန်တော်ဖလားရပြီးသားပဲလीနော်အဲ့လိုမျိုးဆိုတော့ဟိုဒီယာဒီ Premier League ရဲ့အသင်းအခြေအနေတွေကိုကျွန်တော်ကောင်းကောင်းတွေးနိုင်နေပေါ့နော်အဲ့ဒါအပြင်နောက်ပိုင်းမှာ Arsenal ကလည်းဘယ်လိုပြောရမလဲဟိုမနိုင်လို့မနိုင်လို့ပေါ့ပဲတိုးတော်တယ်ပဲ သူတို့ပရီးမီးယားလိကအရင်အဆင့်တစ်ကအသင်းနဲ့အမှတ်ကွာသွားတဲ့အခြေအနေမျိုးမှာပရီးမီးယားအီချန်ပီယံစ်လိဘက်ကိုဥတည်ခဲ့တာတွေလည်းပါကောင်းပါမှာပေါ့လေဒါပြင်လေပေါင်းသင်းနေနေလည်းဒီယာဒီမှာသူတို့ချန်ပီယံစ်လိမှာအာယုံမဆိုင်နိုင်ခဲ့ဘူးတော်တော်ကြီးဒါဒီအုပ်စုပွဲစဉ်ရှေ့ပွဲမှာအခြေအနေကောင်းခဲ့တာချုံထွက်ပွဲစဉ်တွေမှာတော်တော်တိုင်ပတ်ခဲ့တာဆိုတော့ပရီးမီးယားလိကသူတို့အတွက်အများကြီးအာယုံဆိုင်စရာဖြစ်သွားပြီးတော့တော်တော်ကိုအခြေအနေကောင်းသွားတာပေါ့နော်အဲ့ဒီကလေးကလည်းအမှတ်တရဖြတ်ထားတာတွေလည်းပါတယ်ဆိုတော့ဆာလာရဲ့ကျွန်တော်တို့ဒါအကောင်းဆုံးလေပေါင်းသင်းကိုစကြောက်ကလေးကအကောင်းဆုံးယာဒီလို့ကျွန်တော်ပြောရမယ် ဆာလာရဲ့အကောင်းဆုံးရာတကယ်တမ်းတွေးကြည့်ရရင်တော့မေဆာလာနဲ့ဒီဘန်ဒိုက်လောက်ကလွေလို့ရှိရင်ဒီလားဆာလာရှိမယ်ဘန်ဒိုက်ရှိမယ်ဟုတ်တယ်ဗျာကွန်းလေးနှစ်ယောက်ကတော့ဒါကောင်းနေသေးပေါ့ဂရီယန်ဘတ်တူပါလို့အလစ်စတာကွန်းလေးထဲမှာဂရီယန်ဘတ်ကဒီရာဒီအကောင်းဆုံးလို့ပြောလို့ရတယ်ဆိုတော့ဆာလာဘန်ဒိုက်ဂရီယန်ဘတ်ဒီ၃ယောက်လောက်ကလွေရင်ကျန်ရစ်ဇာမာရီယာသူတို့ရဲ့အမြင့်ဆုံးယာတီလိုအကောင်းဆုံးဆိုတဲ့ယာတီလိုမျိုးဟုတ်မနေဘူးကြည်လာတကယ်တမ်းသူအသင်းလိုက်ကိုကတော်တော်ကြီးကောင်းလို့နေလို့ဒါပါတော့ကိုရီကပိုးတို့လူဝီဒီယက်စ်တို့ဆိုလို့ရှိရင်ဘဲတောင်မှာမှလူနေရတော့ဘယ်သူကပိုကောင်းမှန်းလည်းမသိဘူ ဒါပေမဲ့နှစ်သင်းနှစ်ယောက်စလုံးကတော့ဂိုးတွေသွင်းနေကြတာပဲဆိုတော့ DS ဆိုလို့ရှင်ယာကြည်ဆောင်မှာတအားကောင်းတယ်နောက်ပိုင်းဒီမှာကပူပူကောင်းလာပြီးတော့လူဝီ DS ကိုတိုက်စစ်ကိုပိုးလိုက်ရတဲ့အခိုက်တွေကျွန်တော်အခိုက်တန်နေကျွန်တော်ရှိတယ်ဆိုဘူစလိုင်းဆိုလို့ရှင်လည်းပဲကျွန်တော်ဒီတိုင်းပဲပေါ့နော်ဟိုသူ့စီကနေပြီးတော့ဂိုးတွေဖန်တီးမှုတွေထင်းသလောက်ထိတော့မရဘူးဒါပေမဲ့လို့သူ့ရဲ့ through ball တွေပြီးလို့ရှင်ကောင်တာ attack တွေမှာသူ့ရဲ့ work rate တွေနောက်ပြီးလို့ရှင်1 on 1 duels တွေနော်ဒါတွေကအမျိုးအများကြီးကြီးရာဒီမှာတော်တော်ကိုအေးပါခဲ့တယ်လို့ပြောရမယ် Graven Bash 2 Alistar တို့ရဲ့ pivot ကလည်း ဒါ injury ကင်းကင်းနဲ့ပေါ့နော်သူတို့ကစားနိုင်ကြတာကဒါတို့ကြီးအချိန်ကြီးကောင်းသွားတာသူတို့ပြင် Graven Bash တာမပါနိုင်မှုဆိုရင် channel ကွင်းလယ်မှာကအဲ့လောက်ကြီးကြီးအဆင်မပြေဘူးအဲကြောင့်ဒဏ်ရာတွေပြဿနာတွေဒီရာဒီ Graven Bash မကြုံခဲ့ဘူးဆိုတာကဒီပါဦးတင်တော့တော်တော်ကြီးကိုပေါင်းလက္ခဏာဆောင်ဆန်သွားတာပေါ့နော်အလီဆန်ကိုတော့မှကျွန်တော်ကြည့်ပြတရားစီလုံးမှမကစားနိုင်တာဆိုတော့ကြောင့်ဒီ channel သူတွေကိုကြည့်ကြည့်ဒီလုံဝထိုးထောင်နေတယ်ဆိုတဲ့ကစားမားတွေကဆာလာနဲ့ Graven Bash เนาะဒီလောက်ပဲကျွန်တော်ရှိတာ န်ဒိုက်ကတော့သူကနေပုံမှန်မေးပေါ့နော်ဗန်ဒိုက်ကတိတိအများကြီးပူကောင်းနေစားမှာကိုအဲအကြောင်းဒီလီဗာပူးတင်းကအသင်းလိုက်ကိုကသူတို့က balance ညီပြီးတော့ injury ပြဿနာတွေပါနေကင်းညတာကဒီဒီယာဒီရဲ့ပေါ့နော် channel အသင်းနေနဲ့ဒါကွာခြားမှုတွေကျွန်တော်ပြောရမယ်သူတို့ပြန်အာဆင်နယ်တို့ပါလို့ဆိုလို့ချင်းကျွန်တော်ကြည့်ပြ injury ပြဿနာတွေဘလောက်ဘလောက်ကြုံလဲ Manchester City တို့ဆိုလို့ချင်းကျွန်တော် injury ပြဿနာတွေဘလောက်ကြုံလဲသိရမလားဆိုတော့လီဗာပူးတင်းက injury ဘယ်လိုပြောမလို့မရလို့ဒီတယ်ဒီကောင်တွေကောင်းလာလို့မဆိုလို့ဒါပေမဲ့ပြိုင်ဘက်တီကသူတို့တွေအမရင်ကေဖီအားပေးနိုင်တဲ့ပြိုင်ဘက်တီကအင်ဂျူရီတွေကြုံပြီးတော့အမှတ်တွေရောရတဲ့ခါမှာလေဘောက်ကတယောက်တည်းတီတီပြေးနိုင်တာဖြစ်သွားမဟုတ်ရင်ဂျန်နေတဲ့နေ့ကလိုက်ပြီးတော့ဖီအားပေးရင်ပေးအောင်မှာဒါလေဘောက်အတင်းအတွက်တော့ဒါဟာဟိုပရီးမီးယားလေးနှစ်ကြိမ်မြောက်ပေါ့လေဒါပေမဲ့လို့ Total League ပလာတော့ဒါအကြိမ်20ဆိုတော့ Manchester United နဲ့ကျွန်တော်တို့ဒါတမိုင်းတစ်ချောက်เนาะကျွန်တော်အကြိမ်20စီတူသွားကြပြီပေါ့နော်ဒီလိုတင်မှာတော့ နောက်နေ့မှာလေပါဦးတင်ကထက်ရရင်ရလိမ့်မယ်ကိုရီးယားတော့လမ်းမမြင်ဘူးပြဿနာပြပရိသတ်တယောက်အနေနဲ့ကတော့တော်တော်ကိုခံမြူးကိုကောင်းတယ်ကြည့်ရမလားဒီနေရာပဲကျွန်တော်ယူယူဟိုချန်ပီယံစိတ်ဆိုလို့ရှင်ကိုရီးယားပူနေတာ哦ဆိုတော့ဒီဖလားပဲကိုရီးယားအသာချက်ရနေတာအဲတော့စင်မှာနောက်ပိုင်းနေ့တွေ73နှစ်74နှစ်လောက်တိုင်ပက်လာတဲ့အတင်းကဘယ်လိုပြောမလို့လက်ရှိဆိုလို့ရှင်73နှစ်74နှစ်လောက်ကိုရီးတိုင်ပက်နေပြီဆိုတော့ပြိုင်ပက်တည်းအမှီလာရပြီနော်အခုလက်ရှိမှာလေကိုရီးယားပြန်မှီဖို့ကမလွယ်ဘူးအဆင့်74မှာလဲဝဲလေဝဲလေဖြစ်နေတယ်ဆိုတော့ တော့တိုင်ပက်ပါတယ်ဆိုတော့လီဘာပူးတင်ကတော့အာနီစလိုရဲ့ပထမဆုံးယာဒီမှာကျွန်တော်တို့ကဖလားရသွားပြီပေါ့ဗျာဆိုတော့ဒီချီနီနဲ့ပတ်သက်ပြီးတော့ရောမြေကရိုဘလိုမြင်ရလဲစူးနေကြပါအားလုံးကိုချစ်သီးများကြီးတင်ပါတယ်